မင်္ဂလာပါရှင် ရှဲဂိုမီဒီယာကကြိုဆိုပါတယ်မိုင်းခန်တိုင်းကလေးတင်ငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကျင်းပတဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ရှိပိုင်းချိုင်းတုံခရိုင်မိုင်းခမ်းမြို့နယ်တွင် ကလေးလုံသမားဖေရှားရေးနှင့်ပြည်လေကုစားရေးလုပ်ငန်းကော်မတီမှကလေးတငယ်ခွင့်ရများဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲအခမ်းအနားကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစီအဝေးခန့်မှတွင်ယနေ့နနက်10:00နာရီအချိန်ကပြုလုပ်ခဲ့ကြောင်းသိရပါသည် ရှေဦးစွာမြို့နယ်အဆင့်ကလေးတငယ်အခွင့်အရေးများဆိုင်ရာကောမဒီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းလက်ကအဖွဲ့အမားစကားပြောကြားပြီးမြို့နယ်ဥပဒေအရရှိဦးပြည့်ဖြူအောင်ကကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေအကြောင်းအသိပညာပေးဆွေးနွေးဟောပြောခဲ့ပါတယ်။ ဆက်လက်၍ချိုင်းထွန်ခရိုင်လူမှုဝန်ထမ်းရုံးမှဒုတိယညွန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်ကကလေးသင်ငယ်အခွင့်အရေးနဲ့ကာကွယ်စောက်ရှောက်ရေးဆိုင်ရာအကြောင်းများရှင်းလင်းပြောကြားပြီးမော်ကွန်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့စီမံကိန်းဒါရိုက်တာဒေါ်နန်ဝူဖန်မှမိုင်ခမ်မျိုးနယ်အတွင်းလူမှုရေးလုပ်ငန်းနဲ့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကိုရှင်းလင်းပြောကြားရာတက်ရောက်လာသူများကသိရှိလိုသည့်များမေးမြန်းဆွေးနွေးခဲ့ကြပါသည် အခမ်းအနားသို့ချိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်မြင့်မိုင်ခမျိုးနယ်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းလန်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအေထွန်းမြို့နယ်အစဉ်ကလေးတငယ်အခွင့်အရေးများဆိုင်ရာကော်မတီအဖွဲ့ဝင်များမော်ကွန်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့စီမံကိန်းဒါရိုက်တာဒေါ်နန်ဝူဖန် မြို့နယ်မြို့သမီးရာဖွဲ့ဥက္ကဋ္ဌဒေါ်နော်ဝဝမောင်နေမြို့နယ်မိခင်နှင်းကလေးဆောင်ရှောင်းရဲ့အတင်းမအဖွဲ့ဝင်များရက်ွက်ကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုနှင့်စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး မော်ကွန်ဒေတာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှထုတ်ဝေသည့်ကလေးတငယ်ကာကွယ်ဆောင်ရှောက်ချင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ကြောင်းသိရှိရပါတယ်ရှင်။